ဤကြောင့်ဆော့ပေရောမှမရိုက်တဲ့ဇက်ကောင် ။ဤကြောင့်ဆော့ဟာ2005မှာမော်ရတီယောက်ဖြစ်စတင်ပရိုဂျက်ထွက်ခဲ့ပြီး2010မှာတော့တရုတ်ဆောင်ဘက်ကိုကူးပြောင်းခဲ့ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းဤကြောင့်ဆော့ဟာတရေးဆရာ၊စိတ်ဖက်ပညာရှင်၊ဆရာဝန်၊စာရေးဆရာနဲ့နောက်ထပ်အမျိုးမျိုးသောဇာတ်ကောင်တွေဖြစ်တရုတ်ဆောင်ခဲ့ပြီးပါပြီ။ဤကြောင့်ဆော့ဟာ romance, fantasy, supernatural, crime စတဲ့ genre မျိုးစုံမှာတရုတ်ဆောင်ခဲ့ပေမယ့်ရာဇဝင်ကားတွေမှာပါဝင်ဖို့တော့အမြဲတမ်းညှင်းဆန်ခဲ့ပါတယ်။ဤကြောင့်ဆော့သမိုင်းနောက်ခံဇာတ်လမ်းဆိုလို2013ရုပ်ရှင် The Face Reader တကားပဲရှိပါတယ်။ဒီတော့ကဤကြောင့်ဆော့ဟာ မင်းသားအသက်လေးတယောက်ဆိုပေမဲ့သူ့ရဲ့ချင်းကိုပြည်သက်တွေချွတင်သိနေကြပါပြီ။ဒါပေမဲ့လည်းအီဂျုံဆော့ဟာ The Face Reader ရိုက်ပြီးမှရင်မဲသူဟာရာဇဝင်ကားတွေနဲ့မလိုက်ဖက်ကြောင်းသိလိုက်ရတယ်လို့ TVN ရဲ့3 Meals a Day အစီအစဉ်မှာပြောပြခဲ့ပူပါတယ်။အီဂျုံဆော့ကသူ့ရဲ့တယောက်ဆောင်မုံဟာစီနီယာတယောက်ဆောင်တွေရဲ့စီးမျောမှုကိုဖျက်ဆီးမိနေတာလို့ခံစားနေခဲ့ရတာပါ။ကျွန်တော်တို့ကိုရှောင်နေတာပါပဲ။ကျွန်တော်ဇဝင်ငန်းတခန်းမှာပေါ်လာပြီးဆိုရင်ကျွန်တော်စကားပြောတဲ့ပုံနဲ့တရုတ်ဆောင်မုံကစီနီယာတရုတ်ဆောင်တွေတိစောက်ထားတဲ့ flow ကိုဖျက်ဆီးမိနေတယ်။ ကျွန်တော်သေုံမဆောင်နိုင်တဲ့အတွက်နောင်နာလဲရမိတယ်လို့ဤကျုံဆော့ကပြောခဲ့ပါတယ်။ဤကျုံဆော့ဟာဒီကလေးကရာဇဝင်ကားတွေမှာမပါဝင်တော့ပဲတခြားရုပ်ရှင်ဒရမာတွေမှာပဲပါဝင်နေခဲ့ပြီး2020 MBC Drama Awards မှာ Bit Mouth အတွက် Best Drama နဲ့ Best Couple Awards အပါအဝင်ဆုရည်လည်းရရှိခဲ့ပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။